ဲ့တော့ယနေ့လူငယ်နောင်ွယ်လူကြီးလို့နော်ခြေပညာရှိကြီးတွေပြောကြတယ်အဲ့တော့လူငယ်ဆိုတာတနေ့ကျရင်လူကြီးဖြစ်လာမယ်နိုင်ငံခေါင်းဆောင်တွေဖြစ်လာမယ်ယနေ့လူကြီးတွေဆိုတာတနေ့တော့လူငယ်တွေပဲလေချိန်တိုင်ပခုံးပြောင်းပြီးတော့လူကြတာအကြည့်ပဲထမ်းချင်ချင်မထမ်းချင်ချင်ကိုယ့်လက်ထဲကိုရောက်ကိုရောက်လာတာပဲဒါကတဘာဝတရားတစ်ခုပဲလေဟာငါလူကြီးမဖြစ်ရှင်လို့ပြောလို့မရအောင်အချိန်တိုင်အသက်ရွယ်ကြီးလာရင် ို့စီကိုလုံးလုံးတာဝန်တွေရောက်လာတာပဲအဲ့တော့တိုးတက်တဲ့အနာဂတ်နိုင်ငံဖြစ်ဖို့အနာဂတ်သာသနာဖြစ်ဖို့အတွက်ကဒီနေ့မျိုးဆက်တဲ့ရဟန်းရှင်ရဲ့ပုဂ္ဂိုလ်များနဲ့လူငယ်တွေပါအများကြီးတာဝန်ရှိတယ်ဒီတဲ့ဥစဉ်တို့ကုကျင်တရားပါတဲ့သာသနာကုကျင်တရားပါတဲ့နိုင်ငံဖြစ်အောင်ဥစဉ်တို့စူးစမ်းရမယ်အဲ့တော့လူငယ်တွေအားလုံးဟာကိုကျင်တရားကိုအခြေခံဖို့ဦးစင်ပြောခြင်းပါတယ်နော် ွင့်ကျင်ကြမပါရင်တော့ကျွန်တော်တို့တိုးတက်မှုဟာအစစ်မှန်မဟုတ်ဘူးနော်အစ်မမဟုတ်အဲကိုကျင်တရားပါတဲ့တိုးတက်မှုကဒါဆက်မှန်တော့တိုးတက်မှုလို့ပြောလို့ရတယ်။အဲကြောင့်ဘာပဲလုပ်လို့စလို့ကိုကျင်တရားအခြေခံတဲ့ပညာကြီးကိုကျင်တရားအခြေခံတဲ့စီးပွားကြီးအဲ့ဒါကိုစလို့တည်ဆောင်အောင်ပါနော်အဲ့တော့ဘာသာရေးမပါလို့မရဘူးလားဆိုတော့ဒီအဆုံးအမတွေကဘာသာရေးပဲလေညနေခက်ကဘာသာရေးလို့ပြောလိုက်ရင်အဲ့ မပြောပွဲအောင်ပွဲအဲ့လက်တရားပါလာတာဆိုတာဆိုတော့ဘာသာရေးကိုရိုးရိုးလေးမြင်လိုက်တော့ရှင်းတယ်ဘုန်းတော်ရဲ့အဆုံးအမဟာဘာသာရေးလို့ပြောလိုက်တော့ရှင်းသွားတယ်အဲ့ဒီဘိုးတော်မေတော်တွေရှုပ်ချုပ်ချက်ချက်တွေနဂါးတွေပါလာပြီဆိုရင်ဘာသာရေးကဘာမှမသိတော့ဘူးလူငယ်တွေမျက်စိတိုင်းမှာယုံစရာဖြစ်သွားတယ်ဘာသာရေးကလေအဲ့ကြောင့်ဘာသာရေးကိုကျွန်တော်ရိုးရံတဲ့ဘာသာကိုနည်းနည်းလေးခွဲမြေစေချင်တယ်လူငယ်တွေကိုနော်အဲ့တော့ဖခင်ရဲ့အဆုံးအမကဘာသာရေးပဲရိုးရတဲ့လေးတွေကဘာသာရေးမဟုတ်အဲကြောင့် ဘာသာသာသနာပေါ်မှာရုပ်လူငယ်တွေအထင်သေးတယ်ဆိုတာရိုးရနဲ့ရောသွားလို့ဖြစ်တဲ့ပြဿနာလို့အဲကြောင့်လူငယ်တွေဟာအနာဂတ်သာသနာအနာဂတ်နိုင်ငံကိုပြုပြင်တဲ့အခါမှာရှင်းလင်းတဲ့ဘုရားရှင်ရဲ့အဆုံးအမတွေရင်ထဲကိုရောက်ဖို့လိုပါတယ်နော်ရိုးရဒလေးတချို့မလိုလားတဲ့ရိုးရဒလေးတွေကိုဖယ်ခွာပြီးတော့စစ်မှန်တဲ့ဘုရားအဆုံးအမတွေကိုမြင်အောင်ကြည့်ပါလို့အဲဒါဆိုရင်ဦးဇလုဘုရားရဲ့အဆုံးအမတွေဟာတို့အနာဂတ်နိုင်ငံတည်ထောင်ရေးအနာဂတ်သာသနာတို့တက်ရေးမှာအရေးပါတယ်ဆိုတာကိုလူငယ်တွေကောက်ကောက်သဘောပေါက်သွားပါလိမ့်မယ် နော်ဒါကြောင့်ဥစဉ်လို့ကိုကျင်တရားပါတဲ့နိုင်ငံကိုကျင်တရားပါတဲ့သာသနာဖြစ်ဖို့အတွက်ကိုလူငယ်တွေအားလုံးကြိုးစားဆင်ပါတယ်လို့နော်